အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ digital fishing company ပါကျွန်တော်အခု slip printer တစ်မျိုးဖြစ်တဲ့ x printer လေးကို flow driver တင်ပြီးကျွန်တော်တို့ digital fishing software နဲ့ချိတ်ဆက်အသုံးပြုရမယ်ဆိုတာကိုရှင်းပြပေးကြမှာဖြစ်ပါတယ်ရည်စုံ driver ကို flow install လုပ်ရမယ်ဆိုတာပြသပေးကြမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ desktop မှာရှိတဲ့ pos printer driver set လေးကိုအရင်ဆုံးဖွင့်ပေးပါပြီးသွားရင် i accept the agreement လေးကိုနှိပ်ကြည့်ပြီးတော့ next လေးကိုနှိပ်ပေးပါ nice nice install လေးကိုတစ်ချက်နှိပ်ပေးပါ finish ကျွန်တော်တို့ဒီ install configuration ခေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ Windows 10 USB POS ATC ကိုပြင်ပြီးတော့ install လေး install now လေးကိုနှိပ်ပေးပါ yes အဲ့တော့ဒီ printer ကနေပြီးတော့ test print ဖတ်လာပါလိမ့်မယ် ကျွန်တော်တို့ test ပြထွက်လာပြီဆိုရင်ကျွန်တော်တို့ဒီ software ရဲ့ဝင်ပြီးတော့ကျွန်တော်တို့ဒီစနစ်ထိန်းသိမ်းခြင်းတွေမှာရှိရဲ့ကြေတာပုံစံသတ်မှတ်ခြင်းတွေကိုကားပြီးတော့ slip printer setting ဆိုရဲဒီအောက်လေးမှာရှိရဲ့နေရာလေးမှာကျွန်တော်တို့ခုနထွက်လာတဲ့ test ပြနေမှာရှိရဲ့ printer name လေးရနာမည်လေးကိုရေးပေးပါပြီးတော့ရင်သိမ်းပြီဆိုတာလေးကိုနှိပ်ပေးပါအဲအခုဆိုရင်ကျွန်တော်တို့ h printer လေးကိုကျွန်တော်တို့ digital fusion software နဲ့လွယ်ကူစွာထိစပ်ပြီးသားပါပြီအားလုံးကျေးဇူးတင်ပါတယ်